ာချွန့် Paris ခုတလောချုကောင်းတယ်မှာနာမည်တခုကိုထပ်ခါထပ်ခါတွေးပြနေတယ်။ Ophelia ဒီလာဆွေရဲ့ Evan အစ်ကြောင့်အခုကြည့်နေတဲ့သူလည်းဒီလိုဖြစ်မှထင်တယ်။နာမည်လေးကလှရယ်နော်။ဂျီနူဖို့လည်းကောင်းတယ်လို့ One Nest ရလည်းကောင်းတယ်နာမည်နဲ့ကောင်ပါလိတရားပါ။ဒီဇက်ကောင်လေးရဲ့ဆွမ်းမစရာပါလဲဆိုတော့သူမကနှစ်တွေခြီးပြီးအမှုပညာရှင်ရဲ့စိတ်ထဲမှာဒီနေ့အထိရှင်သန်နေတဲ့သူတရားပါ။ကနဝင်ပြဇက်တပုတ်ထဲမှာကဘာကျော်ပကြီးကားထဲမှာ ပြီးတော့ခုခေတ်စားနေတဲ့ခေတ်ပေါ်တခြင်းတစ်ပုတ်တည်းအထိအသွင်အမျိုးမျိုးနဲ့ဆက်လက်ရှင်တန်နေပါတယ်။ဒီနေ့ပကြီးစရာတရားဖြစ်တဲ့ True နဲ့အတူတူသမိုင်းရနာမည်ကြီးခဲ့တဲ့ Ophelia 300အကြောင်းနဲ့ Ophelia ဘာလုပ်လဲဆိုတာကိုဟုတ်အစနဲ့ပြန်ပြီးတော့တွေ့ဖို့ကြည့်လိုက်ရအောင်။ရှိတ်စပီးယားရဲ့အိုဖီလီယာ ချူရိုရဲ့ပထမဆုံးအိုဖီလီယာကရှိတ်စပီးယားရဲ့ဟမ်လက်ပြဆက်ထရပါရှိတ်စပီးယားကိုမရင်းနှီးဘူးဆိုလို့ရှင်တော့သူကရိုမီယိုနဲ့ဂျူလီယက်စ်ကိုဖန်တီးခဲ့တဲ့သူပါဒီပြဆက်ကသူရေးခဲ့တဲ့အထက်မှာအရှိန်ဆုံးပြဆက်တစ်ပုဒ်ဒီဇလန်းလေးကဇက်ကောင်တစ်ခုဖြစ်တဲ့အိုဖီလီယာကိုနားလည်ဖို့ဆိုရင်သူချုပ်ချယ်ခံထားရတဲ့နန်ဒရင်းနဲ့အားပြိုင်မှုတွေနိုင်ငံရေးလက်ကွက်တွေပြည့်နေတဲ့သူ့ရဲ့ပတ်ဝန်းကျင်ကို နည်းနည်းပြောပြရပါမယ်။ဒီဇလန်းနဲ့ကအဓိကဇက်ကောင်က Hamlet မင်းသားပါ။ဒါကြောင့်လည်းပြဇာတ်နာမည်ကိုသူ့နာမည်နဲ့ The Tragedy of Hamlet ဆိုပြီးတော့ပေးထားတာပါ။ Hamlet ရဲ့အဖေကဘယင်တယောက်ဒီဘရင်ကိုသူ့ရဲ့ဥလိဖြစ်တဲ့သူကနားထဲကိုအစိတ်ခတ်တက်ပြီးတော့ထီးနှံကိုလူယူလိုက်တယ်။ဘရင်နေရာကိုယူလိုက်ုံနဲ့မကအောင်ဟမ်လက်ရဲ့အမေကိုလည်းပြန်ပြီးတော့လက်ထပ်လိုက်တယ်။ ဒါကြောင့်သူကအဖေကိုလည်းအသက်ခံရတယ်အသက်ခံရပြီးတော့မကြောက်ဘူးလူသက်သမားဖြစ်တဲ့သူ့ဦးလေးရလည်းအမေကိုပြန်ပြီးတော့လက်ထပ်လိုက်တဲ့အတွက်အဲ့ဒီအချိန်မှာဖြစ်နေမဲ့ဟမ်မလတ်ရဲ့စိတ်အခြေအနေကိုမှန်းကြည့်လို့တော့ရမှချင်းတယ်သူ့ရဲ့ကြေကွဲဝမ်းနည်းခြင်းနဲ့လက်စားချေခြင်းတွေကိုအခြေတည်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါဒီဇလန်းထဲမှာဟိုအားလုံးကျင်လိုက်ဒီအားလုံးကျင်လိုက်ဟိုဘက်ကိုတိုက်လိုက်ဒီဘက်ကိုတိုက်လိုက်ပြီးရင် ဓာတ်နဲ့ထိုးလိုက်အစုံပိုင်းဇလန်းကမျိုးစုံဖြစ်ဖြစ်နေရပေါ့နော်ဒီဇလန်းကိုအစာဆုံးပြောလို့ရှိရင်အရှိကြီးပြောအောင်ပါဒါကြောင့်အိုဖီလီယာအတွက်အရေးပါတဲ့နေရာလေးကိုပဲဖြတ်ပြီးတော့ကြည့်လိုက်အောင်နော်အိုဖီလီယာကဘရင်ရဲ့အကြီးဆုံးအကြံပေးအိုဖီလီယာရဲ့သမီးသူ့မှာအကူတယောက်ရှိတယ်သူ့အကူကလက်တက်စ်ပါအိုဖီလီယာလေးကမင်းသားဟမ်လက်ကိုရမ်းချတဲ့အစပိုင်းကတော့ဟမ်လက်ကလည်းသူ့ကိုချစ်ပုံရတယ် ဒါပေမဲ့ဒီကြည်ခွဲတဲ့စိတ်လက်စားချေချင်တဲ့စိတ်တွေနဲ့ hamless ရဲ့မူမလနဲ့အပြုအမူတွေကိုစပြီးတော့လောက်လာတယ်။သူက YouTube channel ကိုကြာရောက်သွားတဲ့ပုံစံမျိုးပေါ့နော်။ဒါမှမဟုတ်သူက YouTube channel ဆောင်းတွေကလည်းဖြစ်ချင်းဖြစ်မယ်ပေါ့အဲ့ဒီအချိန်တော့။အဲ့ဒီအချိန်မှာ Ophelia ရဲ့အချစ်ကလက်နက်တစ်ခုအဖြစ်နဲ့အသုံးချခံရတယ်။ဒီဘရင်နဲ့ Ophelia ရဲ့အဖေ Polinius အကြံပေးရပေါ့နော်။ Hamlet မင်းသားမှာဘာတွေဖြစ်နေလဲဆိုတာကိုသိချင်တဲ့အတွက် Ophelia ကိုပြောတယ်။သွား Ophelia ပေါ့။ဒါဒီ Hamlet မင်းသား နဲ့တွားပြီးတော့စကားပြောသူ့မှာဘာဖြစ်နေလဲဆိုတော့ငါတို့တနေရာနေပြီးတော့ခြောက်နားထောင်မယ်ဆိုပြီးတော့ပြောတယ်အဲအဲ့ဒီအခါကျလို့ရှိရင် Ovilia မင်းသားနဲ့တွားပြီးတော့စကားပြောရတယ် တနေရာမှာပုံပြီးတော့သူကနားထောင်ကြရဲပေါ့နော်အဲ့ဒီအချိန်မှာအိုဘီလီယာရဲ့အချစ်ကိုထောက်လန်းရင်းနီးလန်းတစ်ခုအဖြစ်အသုံးချကြရဲဟမ်မတ်မင်းသားကလည်းအဲ့အချိန်တန်တော့ဒီဟာကိုသူသတိထားမိသွားတယ်သူနဲ့အိုဖီလီယာနဲ့စကားပြောနေတဲ့အချိန်ကြလို့ရှင်တယောက်ယောက်ကအမြန်ချောင်းပြီးနားထောင်နေရဲဆိုတာကိုသူကသိသွားတယ်အဲ့ဒီတော့နောက်တစ်ခါသူအိုဖီလီယာကိုတွေ့တဲ့အခါမှာသူကရရဲ့ဆက်ဆက်နဲ့တုံ့ပြန်လိုက်တယ်နင်တီလာရှင်မဲ့တော်ဝင်လိုက်တော့ပေါ့တီလာရှင်ကျောင်းကိုပဲတော်လိုက်ဆိုပြီးတော့သူကပြောတယ်ပြီးတော့သူက main key လည်းစိတ်ဝင်စားတော့ဘူးလို့မျိုးလက်ထပ်တာတော့ပါ ါတော့အချီတကြနေတာ ਈ ပေါ့နော်သူမလုံးချင်တော့ဘူးဆိုပြီးတော့ညင်းလွတ်လိုက်တယ်အဲ့လိုညင်းလွတ်လိုက်တဲ့အပြင်အိုဖီလီယာကိုလည်းငါနေ့ကိုဘယ်တော့မှလည်းမချစ်ခဲ့ဘူးဆိုပြီးတော့ပြောလွတ်လိုက်တယ်အရန်ရန်အိုဖီလီယာစိတ်ထိခိုက်သွားတယ်ဒီဟာသူ့ရဲ့ပထမဆုံးစိတ်တန်ရပေါ့နော်သူကချစ်တဲ့သူကအာယူချင်အောင်ဆောင်ပြီးတော့သူ့ရဲ့နှလုံးသားတွေကိုတခြားလူရဲ့အရှိမအစိတ်စိတ်ဝမ်းဝမ်းချေချေမုန်းလိုက်တဲ့ပုံစံမျိုးပေါ့ဘာလို့လဲဆိုတော့ ဒီ Hamlet Mentor Ophelia ကိုအဲ့လိုပြောလိုက်တဲ့အချိန်မှာ�ဒီချောင်းနာထောင်တဲ့လူတွေရှိတယ်ပေါ့နော်အဲ့တော့တခြားလူတွေရှိမှပြောလိုက်တဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နောက်ပြီးတော့ဒီထပ်ပို့ပြီးတော့အစိုးဆုံဆုံးရတဲ့စိတ်ဓာတ်ရတစ်ခုလည်းရှိတယ်အဲ့ဒါကတော့ သူ့ရဲ့အဖေပိုလီနီယပ်စ်ကအဲ့လိုထုံးစံအတိုင်းပဲဟမ်လက်မင်တိုင်းဟိုဟိုဘိုင်လုံးနေလဲဆိုတော့တိကျတဲ့အတွက်ချောင်းနာထောင်းတဲ့အချိန်မှာတရက်ကြာတော့သူကဒီနယံမှာကတ်ထားတဲ့ like ကအထူးကြီးအကြီးရှိတယ်အဲ့ဒီကြားထဲမှာပုံးပြီးတော့ဒီနားထောင်နေတာပေါ့နော်နားထောင်နေတဲ့အချိန်မှာဟမ်လက်မင်တိုင်းကဒီဟာကိုအပြင်မှာတယောက်ယောက်ရှိတဲ့ချောင်းနာထောင်းနေဆိုတော့သိတော့သူကဒီဟာကဒီဘယင်ပေါ့သူ့ဦးလေးပေါ့နန်းလူထားတဲ့သူ့ဦးလေးဖြစ်မယ်ဆိုပြီးတော့အပြင်ကနေပြီးတော့ဓာတ်နဲ့ထိုးပြီးတော့တတ်လိုက်တယ်အဲ့ဒီအချိန်မှာအထဲက ှိနေတာကဘယင်းမဟုတ်ဘဲနဲ့ဒီ Ophelia ရဲ့အဖေ Polinias ဖြစ်နေတယ်။ Ophelia အနေနဲ့ကတော့သူချစ်တဲ့ချစ်သူကပဲသူ့ရဲ့အဖေကိုတတ်လိုက်တာ။ Ophelia လေးကအဖေကိုလည်းဆုံးရှုံးလိုက်ရတယ်။ဒါရင်မကောက်သူကိုယ်တိုင်ပါဝင်ခဲ့တဲ့နိုင်ငံရေးလှည့်ခွက်ကြောင့်သူ့အဖေကတည်ဆုံးသွားခဲ့တာလို့သူကအာအဲ့လိုတွေးတွေးအဲ့လိုမှတ်ယူလို့ရတာပေါ့နော်။ဒီဖြစ်ဖြစ်ကသူမတို့လုံးဝအဲ့လိုမျိုးစိတ်ထဲမှာတီးမခံနိုင်ဘူး။ ထိခိုက်ရတာကြေကွက်ရတာအများများတယ်ဒီအဖြစ်အပျက်တွေနောက်ပိုင်းမှာသူကဘာမှလုံးချင်စိတ်မရှိတော့ဘူးသူ့စိတ်ထဲမှာဒီနာကျင်ကြေကွက်နေတာပေါ့နော်ဒီနန်းနေနေမှာပဲရှိပြောပိုင်းလေးတွေခုလာတချင်းလေးတွေဆူလိုက်နေဒီလိုမျိုးပဲအဲအချိန်အချိန်တွေကိုကိုစားပြုပြီးတော့နေတော့တယ်အဲ့ဒီအချိန်မှာပျောက်ဆုံးသွားတဲ့အချိန်နဲ့တေဆုံးမှုတွေအကြောင်းကိုတချင်းလေးတွေဆူပြလိမ့်ရှိတယ်နောက်တစ်ရက်မှာတော့သူကဒီ တစ်ပင်ပေါ်ကနေပြီးတော့နော်ပန်းလေးတွေခူးနေနေရေထဲကိုဘေးမှာရှိတဲ့ရေချောင်းလေးတွေကိုပြုတ်ကျသွားတယ်။ပြုတ်ကျသွားတဲ့အချိန်မှာသူဝတ်ထားတဲ့ကောင်ဝင်ကအကြီးအလေးအထူကြီးဒီရေရနေပြီးတော့တဖြည်းဖြည်းဒီဆွဲချသွားတယ်လို့ဖြစ်သွားတာပေါ့နော်။ဒါပေမဲ့သူကရုန်းကန်မှုမရှိဘူး။မတိုက်ခိုက်ခဲ့ဘူးမငင်းဆန်ခဲ့ဘူးဝမ်းနဲ့စရာကောင်းတဲ့သူဆိုလက်ဆသချင်းလိုပဲဆက်ပြီးတော့စုံနေခဲ့တယ်ဒီချိန်မှာ Shakespeare ကသူ့အားလုံးကို ။ကြပြာဆန်ပြီးတော့ထိခိုက်ကြည်ခွဲစရာကောင်းတဲ့နောက်ထပ်တည်ခြင်းတစ်မျိုးနဲ့သူ့ရဲ့ပြဿနာထဲမှာမိတ်ဆက်လိုက်ပါရဲ့။အဲ့ဒါကတော့အိုဖီလီယာတစ်ဖြည်းဖြည်းဒီချောင်းလေးထဲမှာနစ်မြုပ်ပြီးတော့တည်ဆုံးသွားခဲ့ခြင်းပါပဲ။တကယ်ဆိုလို့ရှိရင်အိုဖီလီယာလေးကိုရေရတဖြည်းဖြည်းအောက်ကိုဆွဲချသွားတဲ့အချိန်မှာသူတစ်ခုခု လောက်ခဲ့ဟိုရရတဲ့အခွင့်အရေးရှိရပေါ့နော်ဒါပေမဲ့သူဘာတစ်ခုမှမတုံ့ပြန်ခဲ့ဘူးမလုပ်ခဲ့ဘူးရေရသူ့ကိုတဖြည်းဖြည်းချင်းအောက်ကိုဆွဲချထားတာကိုသူကတချင်းလေးဆိုပြီးတော့ဒီရောပဲလက်ခံလိုက်တဲ့ပုံစံမျိုးပေါ့နော်အဲဟိုစိတ်မကောင်းစရာကောင်းတယ်စိတ်ထိခိုက်ရတဲ့ဇတိုင်းတစ်ခုပါပဲကောင်အတဆိုတာမရှိခဲ့မှုနဲ့အမျိုးသမီးတရားရဲ့ဝမ်းနည်းစရာဆုံးသက်တစ်ခုပါအိုဖီလီယာသူနဲ့ဆက်သွယ်ပတ်သက်တဲ့အမျိုးသားတွေရဲ့ ပုံဖော်ခြင်းအဓိပ္ပာယ်သတ်မှတ်ခြင်းကိုလည်းခံခဲ့ရတယ်။သမီးအဖြစ်ညီမအဖြစ်ချစ်သူတရားအဖြစ်ဒါပေမဲ့အဲ့ဒီယောက်ျားလေးကပဲသူ့ကိုတစ္ဆာဖောက်သွားခဲ့တယ်။သူ့ကိုအတုံးချသွားခဲ့တယ်။ဒါကြောင့်သူကနောက်ဆုံးအချိန်မှာပိုင်းကလေးတွေပြီးမှတစ်ပင်လေးတွေပြီးမှရေချောင်းလေးတွေပြီးမှဒီစိမ်းလန်းဆိုပြနေတဲ့တဘာဝတရားကြီးပေါ့နော်အရန်လှပတဲ့ရှုခင်းတစ်ခုရင်းမှာပဲသူကတဖြည်းဖြည်းပျောက်ရှုံးပြီးတော့သူ့ဘဝကိုဆုံးသက်သွားခဲ့တယ်။ပကြီးဆရာရဲ့အိုဖီလီယာ ဒုတိယမြောက်အိုဖီလီယာကတော့ပကြီးဆရာရဲ့အိုဖီလီယာပါ။ရှိတ်စပီးယားရဲ့ပြဇာတ်နောက်ပိုင်းရာစုနှစ်တွေကြာပြီးတဲ့နောက်1650မှာပကြီးဆရာရဲ့ဖန်တီးမှုအဖြစ်နဲ့နောက်တစ်ခါအိုဖီလီယာပြန်လည်ထွက်ပေါ်လာပါတယ်။ ီတစ်ခါမှာတော့ဝမ်းနည်းစရာကောင်းတဲ့အိုဖီလီယာရဲ့ဇလန်းကိုနောက်ထပ်မျက်နှာပုံစံတစ်ခုဖန်တီးပေးလိုက်တယ်လို့ပဲပြီးတော့ဒီဗကြီးကားဖြစ်ပေါ်လာဖို့အတွက်ဗကြီးဆွဲရတဲ့ဖြစ်စဉ်တစ်ခုလုံးကိုပါလဲစိတ်ဝင်စရာကောင်းတဲ့ဇလန်းတစ်ပုဒ်ဖြစ်နေအောင်သွားတွေ့ရမှာပါဒီဗကြီးကားရဲ့ဗကြီးစရာကတော့ Jun Everett Millie လို့ခေါ်ပါတယ်သူကဒီဗကြီးဆွဲတော့အသက်20နှစ်ပဲရှိသေးတယ် Pre Raphaelite Brotherhood လို့ခေါ်တဲ့ဗကြီးအဖွဲ့ရဲ့တီထောင်သူအဖွဲ့ဝင်တရားလည်းဖြစ်တယ်အဲ့ဒီအချိန်မှာဒီဗကြီးစရာမီလေးက 你比较喜欢什么职业？ ဇက်လန်းဇက်ကွက်တစ်ခုကိုပုံဖော်ချင်တာမျိုးထားအပြင်မှာတကယ်ရှိနေတဲ့ဖြစ်ပျက်နေတဲ့ပုံစံတစ်ခုလိုမျိုးသူကပြန်ပြီးတော့အသက်သွင်းချင်တာရေးဆွဲချင်တာအဲ့ဒီပြဇက်ထဲမှာအိုဖီလီယာတည်သွားတဲ့နေရာမှာဆိုလို့ရှိရင်ဒီပြဇက်ထဲမှာသူတည်သွားရဲဆိုတဲ့အကြောင်းကိုပုံဖော်တာမျိုးမဟုတ်ဘဲနဲ့အပြင်ပကဘာမှာတကယ်ကိုဝမ်းနဲ့ကြည်ခွဲပြီးတော့ခံစားထိခိုက်နေရတဲ့လူတယောက်တည်ဆုံးသွားတဲ့အခါမှာဒီတဘာဝတရားကြီးကဒီရက်ဆက်ဆော်ပေါ်တော့သူ့ကိုဒီရေနှစ်လိုက်တယ်ပေါ့တဘာဝတရားကသူ့ကိုရက်ဆက် စွာတေဖို့အခွင့်ပေးလိုက်တယ်ပေါ့အဲ့ဒီအခါအတန်းအဲ့ဒီဖြစ်သွားတဲ့အချိန်တစ်ခုကို तू ਆ ပြန်ပြီးတော့ရေးဆွဲချင်တာတကယ်ဖြစ်နေတဲ့အချိန်ပြန်ပြီးတော့တရုပ်ဖော်ချင်တာဒီတော့ तू ပကြီးပကြီးကားကိုဖန်တီးခဲ့တဲ့ရေးဆွဲခဲ့တဲ့နီလန်းလေးကိုတစ်ချက်ပြန်ပြီးတော့ပြောလိုက်ကြအောင်ဘာဖြစ်လို့ဆိုတော့အဲ့ဒီဟာကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ် तू ဘလို့ရေးဆွဲခဲ့တာလဲဘလို့ပြင်ဆင်ခဲ့တာလဲဆိုတဲ့အကြောင်းအရာပေါ့နော် ပထမဆုံးအနေနဲ့သူဒီပကြီးအခန်းထဲမှာတဘာဝတရားကြီးရဲ့အလှပတွေသူကမရေးဆွဲနိုင်ခဲ့ဘူးအာ၄၅လလောက်ကြာတဲ့သူအပြင်သွားပြီးတော့ဒီ Hawksmill River ပေါ့နော်ဒီ Hawksmill လို့ခေါ်တဲ့အဲမြစ်ကလေးရဲ့ကမ်းပါမှာနေတိုင်းသွားပြီးတော့နောက်ခံ တဘာဝပတ်ဝန်းကျင်မျိုးသူရေးဆွဲတယ်။အဲဒီမှာလည်းသူရေးဆွဲတဲ့နီလန်ဒါအသေးစိတ်တိတိကျကျအောင်တိတိချာချာလေးအချိန်ယူပြီးတော့ရေးဆွဲတယ်။မြက်ပင်တပင်ချင်းအယော့တရွတ်ချင်းရေးပေါ်မှာရှိတဲ့အလင်းဒန်းလေးတွေအလင်းပြန်လေးတွေအားလုံးကိုအသေးစိတ်ပြပြဝဝတိတိချာချာသူပုံဖော်တယ်။ဒီဘက်တောင်သားလေးမှာဆိုလို့ရှိရင်လည်းဒီမှာမြက်ကလေးတောင်မှပါသေးတယ်။လေထဲမှာရှိတယ်မိုးထဲမှာရှိတယ်ပုံပွားလေးတွေနဲ့သူအများအားရုံးကန်ပြီးတော့အဲ့ဒီပတ်ဝန်းကျင်မှာသူတကယ်ခံစားရတဲ့အခိုက်အတန့်ခံစားရတဲ့ ့အချိန်ကိုပေါ့နော်သူအပြင်မှာသွားပြီးတော့ရေးဆွဲတယ်သူအခန်းထဲမှာရေးဆွဲခဲ့တာမဟုတ်ဘူးအစာပိုင်းမှာသူအခန်းထဲမှာလည်းရေးဆွဲခဲ့ဖို့မရအကျိုးစားမရခဲ့ဘူးပေါ့နော်အဲ့လိုအသေးစိတ်ကလေးတွေကိုမယုံနိုင်လောက်အောင်လို့စိတ်ရှုပ်ခံပြီးတော့စိတ်ရှုပ်စရာကောင်းလောက်တဲ့လို့လို့တိရွက်ကလေးတွေတိကိုင်းလေးတွေတိသေးလေးတွေအစတိသေးချာချာကိုဒီပကြီးတကားလုံးပုံဘတ်တောင်းအောင်ဒီဘတ်တောင်းဖြူကိုပြည့်နှက်နေအောင်ရေးထားတယ် တိရတလောက်ကတော့သူကဒီနောက်ခံကိုဆွဲပြီးတော့မှအရှိရလူလူပုံစံကိုသူစပြီးတော့ပြန်လဲရေးဆွဲတယ်။အိုဖီလီယာရဲ့မျက်နှာအကြောင်းပြောကြရအောင်။အိုဖီလီယာရဲ့မျက်နှာကိုရေးဆွဲတော့မှဆိုတော့ဒီမှာသူရေးဆွဲဖို့အတွက် model လိုပြီးထိုင်ပြီးမှလူလိုပြီးပေါ့နော်။ဒီတပိုင်းမှာဆိုလို့ရှိရင်ပတိစီယာတရားအမှုလို့အချင်းနေနဲ့တော်လေးစိတ်ဝင်စားတဲ့အချက်ပါ။ဒီသူ model ထိုင်ဖို့ရေးဆွဲလိုက်တဲ့ model ရာရေထဲမှာနေပြီးတော့သူ့ model ထိုင်ပြီးဖို့လိုအပ်တယ်ပေါ့နော်။ ီထဲကကောင်မလေးရတော့သူက Elizabeth Singer လို့ခေါ်တဲ့ကြပြဆရာမလေးတယောက်ပါသူကိုယ်တိုင်လည်းပကြီးရေးဆွဲပြီးတော့ဒီ pre-referral ဆိုတဲ့ပကြီးကားရဲ့စိတ်ခံစားချက်မှုတွေကိုသဘောကျပြီးတော့သူအဲ့လိုမျိုး model ထိုင်ပေးပြီးတော့အကူအညီပေးလေရှိရပါတော့မီလီစ်ကသူ့ကိုဒီပကြီးဆွဲဖို့အတွက်ဂျီချိုကန်ထဲမှာလဲခိုင်းပြီးတော့သူကိုယ်တိုင်ရမ်းလှတဲ့ဒီရှေးဟောင်းပေါ့နော်အချင်းရ vintage ကောင်းဝင်တစ်ထည်ကိုသူဝေးလာတယ် ဲဗကြီးဆရာဆိုရင်မလဲသူကိုယ်တိုင်အဲ့ဒီအချိန်မှာရမ်းလာတဲ့ကောင်းတဲ့ချိန်ဝင်ရတာပေါ့နော်တခါလေချူလက်တွေးမိရဲ့ကိုအဝိစာရေဝယ်သွားတာများလို့ရှိရင် အော်ပေါ့ငါတယောက်ထဲနေလို့ဝယ်မိတာမဟုတ်ဘူးပေါ့ဒီမှာဆိုလို့ရှိရင်ဒီဗကြီးဆရာပေါ့ဟိုရှိခိကဟိုတမိုင်းစင်ဆက်ကတခြားဗကြီးဆရာရဲ့လေကိုရဲ့အမှုပညာမှာပြန်လည်အသုံးချဖို့အတွက်သူဆိုလို့ရှိရင်ဒါဆိုအမျိုးသားဗကြီးဆရာတော့မှအမျိုးသမီးဝတ်တဲ့အမိုက်စာဒီကာဝင်ပေါ့နော်ဒီခြီထိုးပန်းထိုးတွေငွေရောင်ခြီနဲ့ထိုးထားတဲ့ရမ်းလာတဲ့ရှေဟောင်းကာဝင်တစ်ထည်ကို သူဝယ်လာခဲ့တခါလေးကိုကိုကိုပြန်တွေ့တော့အော်ကတော့ဝယ်တာမဟုတ်ပါဘူးပချီတွက်ဝယ်တာပေါ့ကဲဒါတော့ဇလန်းလေးကိုပြန်ဆက်လိုက်ရမယ်ဆိုလို့ရှိရင်ဒီမီလေးကဒီကောင်းဝင်ရမ်းလာတဲ့ကောင်းဝင်တစ်ထည်ကိုဝယ်လာတယ်ပြီးလို့ရှိရင်အလီယာကိုခုနကသူရဲ့အလစ်ဘက်ကိုပေးပြီးတော့ဝတ်ခိုင်းတယ်ဝတ်ပြီးတော့ဒီရေချိုးကန်ကျွေစလုံးထဲမှာလဲခိုင်းလိုက်တယ်အစပိုင်းမှာတော့ရင်နှွေးနှွေးလေးဖြစ်နေအောင်ရေချိုးကန်အောက်ထဲမှာစီမီလေးတွေကိုထုခိုင်းထားတယ် ဒါပေမဲ့ရေးဆွဲရေးဆွဲရတဲ့ပကြီးဆွဲရဆိုတာချိန်ယူရဲချိန်လဲကုန်လဲပေါ့နော်ချိန်နဲ့ဒီလိုညင်ပြီးတော့ဆွဲရမျိုးမဟုတ်ဘူးပေါ့ရေကန်ထဲမှာအကြာကြီးထိုင်ပြီးတော့နေတဲ့ခါကျတော့ဒီရေတွေကလည်းဖြည်းဖြည်းအေးလာတယ်ခုနထုံထားတဲ့မီလေးတွေကညင်သွားတယ်ပကြီးဆွဲနေရင်လည်းတတိမထားမိလိုက်ဘူးပေါ့နော်ဒါကြောင့်ဒီအဲလိဇဘတ်မော်ရယ်ထိုင်ပြရတဲ့အဲလိဇဘတ်ကအဲ့လိုအေးနေတဲ့ရေထဲမှာနိုင်ပေါင်းများစွာလှဲပြီးတော့တယောက်ထဲနေခဲ့ရတယ်ဒါပေမဲ့သူတခုံးမှဟိုမငင်းညူခဲ့ဘူးတခုံးမှလည်းအေးရဆိုပြီးတော့ဘာလို့မပြောခဲ့ဘူးပေါ့နော်သူ ပကြီကားတစ်ခုလုံးပြီးဆုံးသွားတဲ့အချိန်ကိုရေထဲမှာထိုင်ပြီးတော့သူကပံပိုးကူညီခဲ့တယ်။ဒါကြောင့်လည်းဒီပကြီကားထဲမှာအသေးစိတ်အားထည့်ထားတာတွေ့ရတယ်။ နောက်ဆုံးပကြီးလဲဆွဲပြီးရတော့သူကအဲ့လိုပြင်းပြင်းထန်ထန်ပေါ့နော်အဲ့လိုနေမကောင်းဖြစ်တာတော့နှာစေးရချောင်းဆိုတာအဲ့လိုမျိုးဖြစ်တယ်။အေးပတ်သွားပါပေါ့နော်။ရေဂျီအေးထဲမှာအကြာကြီးနေရဆိုတော့အဲ့တော့သူ့အဖေကတော်လေးဒေါသထွက်ပြီးတော့ဒီပကြီးဆရာမင်းလေးစီကိုဒီသူစိတ်ကူထားတဲ့ဆရာဝန်ဆရာဝန်ပြတဲ့ဒီ voucher ပေါ့သူ့ကိုပို့ပေးလိုက်တယ်ပို့ပြီးတော့ဒီ safe cook ကပေါ့နော် safe cook ကဆရာဝန်ဘလောက်ပြန်ပေးဆိုပြီးတော့ပေါင်90တောင်းတယ်ဒါမီလီပတိဆရာလည်းအဲ့ရောင်ပေးလိုက်ပါတယ် ဒီပကြီးဆီယာမီလေးကဇလန်းထဲမှာရှိခဲ့တဲ့ဇက်ကောင်တစ်ခုကိုအပြင်မှာသဘာဝကြကြတကယ်ကိုပုံဖော်ဖို့အတွက်အတွက်အသုံးပြုခဲ့တဲ့ဒီလက်တွေ့ဘဝကနောက်ထပ်အမျိုးသမီးတယောက်ကပါဒီဟာကိုလိုက်ပြီးတော့ခန်းစားရတဲ့ပုံစံမျိုးပေါ့နော်တခါတလေအမှုပညာကိုဖန်တီးဖို့အတွက်အကုန်လုံးကအားထုတ်ပြီးတော့အကုန်လုံးကပံ့ပိုးရတယ်ဆိုတော့ဒီမှာသွားတွေ့ရတယ်အဲပြီးသွားတဲ့အခါမှာဒီလိုမျိုးဒုက္ခတွေခံခဲ့ရတယ်ဆိုပေမဲ့ပကြီးကားကအခုချိန်ချီပေါ့အသက်ဝင်နေသေးပါပဲဒီပကြီးကားကိုကြီးလိုက်တဲ့အချိန်တိုင်းမှာလည်း ယ်တကယ်ကိုအဲ့ဒီအချိန်မှာမခံစားရတဲ့ဟာကိုခံစားရရပေါ့နော်တကယ်ပြားဆက်တရရဇက်ကောင်ကလည်းရင်းနစ်ပြီးတော့အဲ့လိုခံစားခဲ့ရသလိုအပြစ်မှာမောတဲ့ထိုင်နဲ့ဒီအမျိုးသမီးလေးကိုယ်တိုင်ကလည်းအေးခဲ့ပြီးတော့တကယ်သူရေထဲမှာဒီလိုမျောပါနေတဲ့ဟာကိုခံစားရတဲ့အတွက်ဒီဖြစ်စဉ်တစ်ခုကထပ်ထူကြပြီးတော့ဗရီကားကလည်းတကယ်အသက်ဝင်ပြီးတော့တော်တော်လေးလှပါတယ်ဒီမှာတုံးထားတဲ့အကြောင်းလေးဆိုလို့ရှိရင်အဲ့ဒီအချိန်မှာခံစားခဲ့တဲ့အကြောင်းလေးပါအဖြူလေးပါတယ်ပြီးလို့ရှိရင်ဒီအကြောင်းဆူဆူတောက်တောက်ဒီပန်းလေးမှာတုံး ထားတဲ့အကြောင်းလေးတွေပေါ့နော်အဲ့ဒါလေးနဲ့တော်တော်လေးလှပြီးတော့တော်တော်လေးသဘောကျစရာကောင်းတယ်ဒါကြောင့်တစ်ခါတလေအနုပညာဖန်တီးတဲ့အခါမှာဆွန့်လွတ်အနစ်အနာခံမှုတွေနဲ့ပို့ပြီးတော့ရှုပ်ထွေးသွားတဲ့အမှန်တရားတစ်ခု ကိုဟိုလှုပ်လိုက်ရတယ်ဆိုပေမဲ့အဆုံးသတ်မှာဆိုလို့ရှိရင်ငဲဘယ်ချိန်ပြန်ကြည့်ကြည့်ဘယ်ကြောင့်မရှိနေမယ်အနုပညာတစ်ခုလေးရှိနေရလဲအရှိရအနစ်အနာခံမှုတွေအကြောကိုဟိုပြန်ပြီးတော့ဗီတီဖြစ်စရာတစ်ခုပေါ့နော် Taylor Swift ရဲ့ Ophelia တတိယတယောက်ကတော့ pop the chin ကโอฟิเลียပါနောက်ထပ်ရာဇူးနှစ်တွေအများကြီးကြာပြီးတဲ့နောက်မှာဒီသူမကတစ်ခါပြန်ပြီးတော့ပေါ်လာပါတယ်ဒီဒီချိန်မှာတော့တချင်းတစ်ပုတ်ထင်ပါပါ Taylor Swift ရဲ့တချင်းနဲ့ The Fate of Ophelia ရဲ့မှာသူနောက်ဆုံးထွက်ခဲ့တဲ့2025မှာထွက်ခဲ့တဲ့ album ပေါ့နော် The Life of a Sugar အဲ့ဒီထဲရရှိတဲ့တချင်းတစ်ပုဒ်ကဒီ Ophelia လေးရဲ့အကြောင်းပါဒါပေမဲ့ဒီနှစ်ပေါင်း400လောက်ချီအောင်ကြာခဲ့တဲ့အနုပညာရာဇဝင်တွေကိုပြန်သွားပြီးတော့တချင်ကရင်းနှစ်ပြီးတည်ဆုံးခဲ့ရတဲ့ main key တယောက်ကိုဟိုသူ့ရဲ့အကြောင်းကိုပြောတာမဟုတ်ဘဲနဲ့သူ့ကိုပြန်ပြီးကယ်တင်လိုက်တဲ့ပုံစံမျိုးဒီတချင်ကဖန်တီးရေးဖွင့်ထားတာပါဒါ Taylor Swift ရဲ့တချင်ကဒီ One Night ရာကောင်းတဲ့ Ophelia ရဲ့စကြောင်းပြန်ပြီး ောတာမျိုးတော့မဟုတ်ဘူး။သူကဇက်သိန်းကိုပြန်ပြီးပြင်ပြီးတော့ရေးလိုက်တဲ့ပုံစံမျိုးပေါ့။သူ့ရဲ့တချင်းထဲမှာအိုဖီလီယာလေးနဲ့အတူတူရေးစည်းရဲမှာမျောပါသွားတဲ့တစီတကောင်မဟုတ်တော့။ဒီတခါအိုဖီလီယာကတေဆုံးသွားတဲ့တင်းချိုင်းထဲကနေပြန်လည်တူဖို့ခံလိုက်ရတဲ့ပုံစံမျိုးပေါ့။အစိုးရကနေပြန်ပြီးတော့လွတ်မြောက်သွားတဲ့သူပုံစံမျိုးလေးပါ။မူရင်းဇလန်ရဲ့ဝမ်းနဲ့ပူဆွေးနေတာမျိုးမဟုတ်တော့ဘဲနဲ့ဒီခုနကြုံခဲ့ရတဲ့အခြေအနေကို ဖြတ်ကျော်ပြီးတော့ရှင်သန်လာနိုင်ခဲ့တဲ့အမျိုးသမီးလေးတစ်ယောက်ပေါ့အိုဖီလီယာအကြောင်းအဲ့လိုပုံစံမျိုးပြန်ပြီးတော့ဇလန်းကိုပြင်ပြီးရေးထားထားတဲ့ပုံစံမျိုးလေးပါဒီသချင်းကတော့ ဒီ Taylor Swift ကမူရင်းဇာလန်းထဲမှာရှိခဲ့တဲ့အဲ Ophelia ပေါ့နော်။သူမဘာဖြစ်သွားခဲ့တာလဲဆိုရဲမိကွန်းကိုသူမအသက်ရှင်ဖို့အတွက်ဘသူတွေကကူညီခဲ့တာလဲဆိုရဲပုံစံမျိုးနဲ့ပြန်ပြီးတော့ပြောင်းလဲတင်ဆက်လိုက်တယ်။ပြောင်းလဲဖန်တီးလိုက်တယ်။သူ့ရဲ့တချင်းတဲ့ Ophelia မှာလည်းဒီနှလုံးသားကွဲကြည့်ခြင်းနဲ့အချစ်ကြောင့်ဆုံးရှုံးရတာတွေရှုပ်ထွေးတာတွေဒါတွေရှိနေသေးပါပဲ။ဒါပေမဲ့သူမကပျောက်ွယ်သွားဖို့ငင်းဆန်ထားတဲ့ပုံစံမျိုးပေါ့နော်။ဒီရေထဲကဆွဲချပြီးတော့ပျောက်ွယ်သွားတာမျိုးမဟုတ်ဘဲနဲ့လက်လျှော့အရှုံးပေးလိုက် တာမျိုးမဟုတ်ဘဲနဲ့ရင်ရရနေပြီးတော့သူကပြန်တက်လာတယ်။သူမကသူမကိုယ်ပိုင်ရည်စီးချောင်းလေးတစ်ခုပြန်ပြီးတော့ဖြစ်ပေါ်လာတဲ့ပုံစံမျိုးပေါ့ ခုပြောခဲ့တာကတော့တမိုင်းမှာနာမည်ကြီးကြော်ကြားခဲ့တဲ့ Ophelia 3ယောက်အကြောင်းပေါ့နော် Shakespeare ရဲ့ကျိုးလွယ်ပဲ့လွယ်ထိခိုက်နာကျင်နေတဲ့တားကောင်လေးဖြစ်နေ Ophelia ပြီးတော့မီလေးဆိုတဲ့ဗကြီးဆရာရဲ့အယံလှပပြီးတော့ဖန်တီးနိုင်တဲ့မြင်းလက်ဆန်နဲ့အဲဖန်တီးမှုတွေနဲ့ဗကြီးကားရ Ophelia နောက်ပြီးတော့ Deep Taylor ရှစ်ရဲ့ပြန်လည်ရှင်သန်သူတယောက်အဖြစ်ပုံဖော်ခံထားရတဲ့ Ophelia ဒီအားလေးတွေကိုကြည့်လိုက်လို့ရှင်တမိုင်းနဲ့ Ophelia လေးကတဖြည်းဖြည်းအဆင့်ဆင့်ပုံတံတံပြောင်းလဲလာခြင်းလို့ ြောလို့ရတာပေါ့နော်ဒီ character လေးရဲ့နှစ်တွေရာစုနှစ်တွေခြီးပြီးတော့ပြောင်းလဲလာတဲ့သူ့ရဲ့ပုံစံလေးပါဒီနေ့ teacher နဲ့အတူတူရှိနေသေးပါပဲအနုပညာဆိုတာတကယ်တမ်းတော့ဘယ်တော့မှမတည်ဆုံးသွားပါဘူး။သူကပုံတရံအတွင်အများအားပြောင်းလဲနေတတ်တယ်။အခုအိုဖီနီယာလေးလို့ပေါ့။မှင်ရနေပြီးတော့အယောင်တွေဖြစ်လာတယ်။တေးသွားတွေရနေပြီးတော့မှတ်ညံနေအရွှင်အဖြစ်ရှင်တန်ပြီးတော့ကြံနေတယ်။ပြီးတော့သူပြန်လာလိုက်တိုင်းမိကွန်းအစ်စ်တွေစိတ် စိတ်လှူရှားစရာအစ်စ်တွေအမှန်တရားအစ်စ်တွေကိုလည်းယူဆောင်လာတယ်။ဒီရာဇိမြတိုင်ရာဇိမြတိုင်မှာအိုဖီလီယာတစ်ခေါက်ပြန်လာတိုင်းတစ်ခေါက်ပြန်လာတိုင်းဒီမှာရှိတဲ့အသက်ရှင်တန်နေတဲ့အနုပညာရှင်တွေ artist တွေရဲ့ဖန်တီးတဲ့ပုံစံတင်ပြတဲ့ပုံစံတွေကအစ်စ်အစ်စ်တွေနဲ့ပေါ့နော်။ဒီအိုဖီလီယာက တော့အတူတူပဲဒီဇက်ကောင်လေးကတော့အတူတူပဲဒါပေမဲ့တင်ပြတဲ့ပုံစံတွေကအစ်စ်အစ်စ်တွေကိုထက်လာပြီးတော့ယူဆောင်နေတော့မှာပဲ။အခု2025မှာဆိုလို့ရှိရင်ဒီလာဆွေရဲ့တချင်းနဲ့အတူတူအိုဖီလီယာပြန်ပါလာတယ်။ဒါပေမဲ့နောက်ထပ်အနာဂတ်အနာဂတ်မှာလည်းအိုဖီလီယာကို င်နောက်ထပ်ပုံစံတစ်မျိုးနဲ့အနာဂတ်ကအနုပညာတွေဆက်ပြီးတော့ဖန်တီးနေဦးမယ်လို့ထင်ပါတယ်။ဖြစ်သုံးခင်မှာရှိတဲ့အိုဖီနီယာ300အကြောင်းကိုနားထောင်ရတာစိတ်ဝင်စားစရာကောင်းမယ်လို့မျှော်လင့်ပါတယ်။အဲဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်။နောက်တစ်ပတ်ဒီမှာပြန်လည်ဆုံတွေ့ကြပါအောင်မယ်။အာဗီယန်တိုအမ်ဘာ